ဝက်ပလတ်20ပေါ့ရင်10ပွဲမှာပိုးပွဲအောက်တင်းစားတယ်ဒါကတော့ပိုကြော်တာပြကျွန်တော်ရဲ့ပိုးအောက်မှာနာမတ်ထားတာပေါ့နော်အဲ့ဒါလည်းကျွန်တော်လည်းနည်းနည်း research လုပ်ကြည့်တယ်ပေါ့ အဲဝက်ပလန်20ဆိုတော့ဘလိုအခြေအနေမျိုးမှာပေးရလဲဆိုတော့အပေါ်တင်းနဲ့အောက်တင်းနဲ့အဆင့်70ဆင်းလောက်ပါတဲ့အခြေအနေမျိုးမှာပေးရပါတော့เนาะအဲပြောရရင်အပေါ်တင်းကအဆင့်4လောက်ဖြစ်မယ်အောက်တင်းကတော့အဆင့်74 75ဝန်းကျင်ပါအဲ့လိုအခြေအနေမျိုးမှာပေးရအဲ့လိုအခြေအနေမျိုးမှာပေးတော့တကယ်ဟော10ပွဲမှာ5ပွဲလောက်အောက်ကျရနိုင်လားဆိုပြီးတော့ကျွန်တော်လိုက်ရှာကြည့်ရဲ့အခါမှာဘာတွေတွေ့လဲဆိုတော့ဆန်နာလန်နဲ့ပရက်စတန်ပေါ့เนาะဆန်နာလန်နဲ့ပရက်စတန်တွေ့ဆုံတဲ့ပွဲမှာကျတော့1-1နဲ့အောက်တင်းကနိုင်ပါတယ်ဒါပေမဲ့ဘိုလောနာနဲ့ကက်ကလာရီ သူတို့တွေးဆောင်နေချိန်မှာကျတော့ပေါ်တင်က2 1နဲ့ကြိတ်သွားတယ်ဝက်ဆန်နဲ့လက်စတာထပ်တွေ့တော့လဲပေါ်တင်ကထပ်ကြိတ်သွားတယ်အဲ့တော့ဒီဂျေးမျိုးပေးထားတယ်ဆိုပြီးတော့ပေါ်တင်ကပဲအများနဲ့နိုင်မယ်ဆိုပြီးတော့ဒီဂျေးမျိုးကလုံးဝပြောလို့ရတဲ့ဟာမျိုးတော့မဟုတ်ဘူးเนาะတခြားကျွန်တော်တို့လိုက်ပြီးတော့လေးလာကြည့်တဲ့နဲ့ဒေတာဆောင်ကြည့်တဲ့နဲ့ဂျေးလေးတွေရှိတော့အကိုတို့အဲတွေ့ဘူးလားရှင်လေအောက်မှာလာမဲ့လို့ရပါပြီကကျွန်တော်လည်းလာပြီးတော့ဆွေးနွေးလို့ရပါတယ်ကျွန်တော်ကလည်းအဲ့ဒါကိုပြောတာမှန်လားမမှန်လားဆိုတော့ကျွန်တော် research လုပ်ပြီးတော့ပြန်ပြီးပြောပြ ြောပြပေးသွားပါမယ်ဗျ။အဲဘောလုံးပွဲလေးကောက်ခွင့်ဆောက်လာခြင်းเนาะ Viber Telegram ဖုန်းနံပါတ်399 9666 3000လေးမှာကောက်ခွင့်လေးလာဆောက်လာလို့ရပါဗျ။ Timer နဲ့အပြင်မှာစက်ဝင်နေရပါပြီ။ကျေးဇူးပါ။